မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်ဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့မတ်လ24ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ထိုင်းအောက်လွှတ်တော်မှာပြုလုပ်တဲ့နေဆက်တလျှောက်လုံခြုံရေးမြင့်တင်တဲ့ဆွေးနွေးပွဲကို CRPH တာဝန်ရှိသူတွေတက်ရောက်တဲ့သတင်း။ နန်းကားကျေးရွာဘုံကျဲခံရမှုဖြစ်စဉ်မှာကြဆုံးသွားတဲ့ကျမ်းမာရေးဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းအဖြစ်အတိမတ်ပြုပြီးမိသားစုများနဲ့ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းရန်ကုန်လွှတ်တော်တပ်တမအခြေမြောက်အစည်းအဝေးပြုလုပ်တဲ့သတင်းအထမစစ်မှုထမ်းတပ်သားတအူမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ထံလက်နက်နဲ့အတူအလင်းဝင်တဲ့သတင်း ဖက်စစ်တော်လှန်ရေးနေ့အကျိုးအဖြစ်စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့မုံရွာနမခကို တော်လှန်ရေးတပ်တွေကရှော့တိုက်တုံးသုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တွင်ရှင်တဝဲဖျားမုတ်ဝတ်မှာတဆွဲပြီးခရီးသွားပြည်သူတွေကိုစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ရာအကြမ်းဖက်တပ်သားနှစ်ဦးသေဆုံးတဲ့တွင်နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဟွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တွေတွေပဲဖြစ်ပါတယ် မအုပ်ဆုံးတင်ဆက်မှာကထိုင်းအောက်လွှတ်တော်မှာပြုလုပ်တဲ့နေဆက်တလျှောက်လုံခြုံရေးမြင့်တင်တဲ့ဆွေးနွေးပွဲကို CRPH တာဝန်ရှိသူတွေတက်ရောက်တဲ့တဲ့င်းမှာထိုင်းနိုင်ငံအောက်လွှတ်တော်မှာပြုလုပ်တဲ့ထိုင်းနိုင်ငံရဲ့နေဆက်တလျှောက်မှာလုံခြုံရေးမြင့်တင်တာနဲ့ရင်းချမ်းရေးတည်ဆောက်တဲ့အခမ်းကဏ္ဍဆွေးနွေးပွဲကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။အဆိုပါဆွေးနွေးပွဲကိုထိုင်းနိုင်ငံအောက်လွှတ်တော်ရဲ့အမျိုးသားလုံခြုံရေး နေဆက်ရေးရာအမျိုးသားရေးဆိုင်ရာမဟာဗျူဟာနဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာအမြဲတမ်းကော်မတီနဲ့လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR တို့ကကြီးမှုပြီးတော့မတ်လ22ရက်နဲ့23ရက်နေ့တွေမှာပြုလုပ်ခဲ့ကြတာပါဆွေးနွေးပွဲကို CRPH အတွင်းရေးမှူးဦးထွန်းမြင့်အလုံသမားရေးရာကော်မတီဥက္ကဋ္ဌဦးဥက္ကမင်းနဲ့နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအာကာမျိုးထက်တို့တက်ရောက်ခဲ့ကြပါတယ်နရရတာဆွေးနွေးပွဲမှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများမြန်မာရွှေ့ပြောင်းနေထိုင်သူများအရေးနေဆက်ဖြစ်ကျော်မှုကိစ္စ ထိုင်းမြန်မာနယ်စပ်တလျှောက်လူညိုရေးကိစ္စရပ်များအကြံဖတ်စစ်ကောင်စီရဲ့အတုယောင်ရွေးကောက်ပွဲအပေါ်သဘောထားအမြင်များကိုအဓိကဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ CRPH ကထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲမှာမြန်မာလှုပ်တော်ကိုယ်စားလှယ်များအနေဖြင့်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအလုပ်လုပ်ခွင့်အတွက်ပြန်လည်တက်တန်းတိုးရမှာအကြံဖတ်စစ်ကောင်စီထံအခွန်မပေးဆောင်ရေးထိုင်းနိုင်ငံအစိုးရကတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာပြည်သူများအားအကြမ်းဖက်စစ်တပ်ထံသို့ပြန်လည်ပို့ဆောင်နေမှုက၎င်းတို့ရဲ့လူခွင့်ရေးကိုသာမကအသက်အန္တရာယ်ကိုပါစိုးရိမ်ရတဲ့အတွက်ရင်းတို့လှုပ်ဆောင်နေမှုကိုချက်ချင်းရပ်တန့်ပေးနိုင်ရန်မဖြစ်မနေပြန်ပို့ရန်လိုအပ်ပါကအမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့တိုင်းရင်းသားအဖွဲ့အစည်းများထံသို့သာလွှဲပြောင်းပေးခြင်းဖြင့်မြန်မာပြည်သူများအားအသက်အန္တရာယ်ထိခိုက်မှုမှကာကွယ်ပေးရန်တို့ကိုထည့်သွင်းတောင်းဆိုခဲ့ပါသည် ရင်းဆွေးနွေးပွဲကိုတက်ရောက်စဉ်ကာလအတွင်းမြမလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကမြမအရေးအစဉ်တစိုက်အားပေးကူညီနေတဲ့ထိုင်းနိုင်ငံရဲ့လွှတ်တော်အမတ်များနဲ့တီးခြားစီတွေ့ဆုံပြီးမြမအရေးအခြေအနေများနဲ့နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရည်များကိုဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲကိုမြန်မာနိုင်ငံမှတိုင်းရင်းသားအဖွဲ့အစည်းများလူ့အခွင့်ရေးအဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များအာဆီယံနိုင်ငံများမှလွှတ်တော်ကိုယ်စားလှယ်များကုလသမဂ္ဂနိုင်ငံတကာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြတယ်လို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကတင်ထုတ်ပြန်ထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နန်းခါကြေးရွာဘုံကျဲခံရမှုဖြစ်စဉ်မှာကြာဆုံးသွားတဲ့ဂျမ်းမာရေးဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းအဖြစ်အသိမှတ်ပြုပြီးမိသားစုဝင်များနဲ့ထပ်တူကြေကွဲဝမ်းနေရတယ်လို့ဂျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းပါမကွေးတိုင်းကံကောမြို့နယ်အတွင်းကနန်းခါကြေးရွာမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကြာဆုံးသွားတဲ့ဂျမ်းမာရေးဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းအဖြစ်အသိမှတ်ပြုပြီးကြာဆုံးခဲ့ရသူမိသားစုများနဲ့ ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကမတ်လ23ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။နန်ကာကြေးရွာစေကန်းကိုအကြံဖတ်စစ်ကောင်စီကလူမဆန်စွာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေါက်တာမြဆိုးအောင်အသက်40နှစ်လေးလသားအရွယ်ကိုဝင်လွယ်ထားတဲ့ဇနီးဖြစ်သူအထက်တန်းသူနာပြုဒေါ်ခိုင်နှင်းဝေအသက်39နှစ် တားဖြစ်သူအသက်9နှစ်အပါဝင်လူနာလူနာဆောင်နဲ့ပြည်သူ၈ဦးစုစုပေါင်း12ဦးသေဆုံးခဲ့ပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့သေဆုံးသူများထဲမှာကလေးငယ်9ဦးပါဝင်ခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကမတ်လ22ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စေကန်းကိုလေကြောင်းနဲ့ရည်ရွယ်ချက်ရှိရှိလူမဆန်စွာဘုံကျဲတိုက်ခိုက်ခဲ့တာလို့ကျမ်းမာရေးဝန်ကြီးဌာနကအတည်ပြုထားပါတယ်။ဒေါက်တာမြာစိုးအောင်နဲ့ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေတို့မှာ2021ခုနှစ်ဆက်အနာမသိငင်က စကိုင်းတိုင်းကလေးမြို့နယ်တင်သားတိုက်နယ်ဆေးရုံမှာတိုက်နယ်ဆရာဝန်နဲ့အထက်တန်းသူနာပြုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဆရာနာသိမ့်ပြီးနောက်ပိုင်းအကြမ်းဖက်အာဏာပိုင်ဆိုင်ရေးလှုပ်ရှားမှု CDM ပြုလုပ်ကာမကွေးတိုင်းနဲ့စကိုင်းတိုင်းအတွင်းရှိဒေသများတွင်လိုက်လံဆေးကုသမှုပေးနေသူဖြစ်ပါတယ်ကျမ၏ဝင်ကြီးဌာနကကြာဆုံးသွားတဲ့ကျမ၏ဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းများအဖြစ်အသိမှတ်ပြုပြီးတည်ဆုံးခဲ့တဲ့ကျမ၏ဝန်ထမ်းတွေလူနာတွေပြည်သူတွေရဲ့မိသားစုများနဲ့ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့ဝန်내ဆောင်တော်ဝင်လွှာမှာဖော်ပြထားပါတယ်။ ရဲသားပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရည်များကိုဝင်ကြီးဌာနကပြင်းထန်စွာ ရှုတ်ချပြီးတိုက်စုံထိခိုက်ရတဲ့ဂျမ်းမာယီဝန်ထမ်းတွေနဲ့အပြစ်မဲ့ပြည်သူများအတွက်တရားမျှတမှုကိုစောင့်ကျဉ်းသွားမှာဖြစ်တယ်လို့တရားဥပဒေအရပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆက်ရနာရှင်စနစ်အပြီးတိုင်ချုပ်ငြိပြီး Federal Democracy ပြည်အောင်စုကြီးပေါ်ထွန်းတဲ့အသည့်တိုင်းရင်းသားပြည်သူတရက်လုံးနဲ့လက်တွဲကစားတဲ့တဘိုးကျိုးပန်းတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဆရာနာရှင်စနစ်ဖြုတ်ချရေးအတွက်အသက်ခန္ဓာနဲ့ဘဝများပုံအပ်ပြီးခေအဆက်ဆက်တိုက်ပွဲဝင်နေကြတဲ့တိုက်ပွဲဝင်အာဇာနည်သူရဲကောင်းများကိုတိုင်တဲကတိသစ္စာပြုပါတယ်လို့ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်အတည်ပြုထားပါတယ်။အခုတင်ဆက်မှာကရန်ကုန်လွှတ်တော်တတမအခြေမြောင်အစည်းအဝေးပြုလုပ်တဲ့တင်ပါရန်ကုန်လွှတ်တော်တတမအခြေမြောင်အစည်းအဝေးကိုဒီကနေ့မတ်လ24ရက်မနက်9:00အချိန်မှာဗီဒီယိုကွန်ဖရင့်ကနေပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဦးတင့်လွင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပြီးနောက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NRI ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်ဦးထွန်းထွန်းဟိန်းတို့ကဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ရန်ကုန်လွှတ်တော်တတမအချိန်မြောက်အစည်းအဝေးမှာဥပဒေကြမ်းကော်မတီနဲ့လွှတ်တော်ကိုယ်စားလှယ်များစီစီရေးကော်မတီတို့ရဲ့အစီရင်ခံစာများအသီးသီးဖတ်ကြားခဲ့ပြီးလွှတ်တော်အဆုံးဖြတ်နဲ့ကော်မတီနှစ်ရက်တက်တန်းတိုးခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီးရန်ကုန်လွှတ်တော်ကုစားပြုကော်မတီရဲ့လေးနှစ်တာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုဖတ်ကြားတင်သွင်းခဲ့ပါတယ်။ဒါအပြင်2025ခုနှစ် February လ3ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ CB, CRPH, NLD, NUCC, NUG တို့ရဲ့ပူးတွဲထုတ်ပြန်ကြေညာချက်အားကြိုးစိုးထောက်ခံကြောင်းအဆိုကိုတင်သွင်းပြီးလွှတ်တော်ကမှတ်တမ်းတင်ခဲ့ပါတယ်။ရန်ကုန်လွှတ်တော်တတမအချိန်မြောက်အစည်းအဝေးကိုရန်ကုန်လွှတ်တော်ကိုယ်စားလှယ်68တတမ800ခန့်တက်ရောက်ခဲ့ပြီးဧည့်သည်တော်များအပြင်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီမှကိုယ်စားလှယ်များ ပြည်내ဖက်ဒရယ်ယူနစ်လွှတ်တော်များမှကိုယ်စားလှယ်များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုတ်ကော်မတီဝင်အဖွဲ့ဝင်များရန်ကုန်တိုင်းအလုတ်မှုဆောင်များလူပေါင်းတက်ဒီမိုကရက်တစ်ပါတီ88မျိုးဆက်ညီညာရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်း AAPP ရွေးချယ်ခံစီပင်ကိုယ်စားလှယ်များအစုအဖွဲ့ရန်ကုန်မက်ဒီကယ်နက်ဝက်ရန်ကုန်ပညာရေးဘုတ်အဖွဲ့ရန်ကုန်ဒေသအစိမ့်မြင့်ပညာရေးကွန်ရက်ပကဖပါဖပါလာဖအစရှိတဲ့အဖွဲ့အသီးသီးမှဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြတယ်လို့ရန်ကုန်လွှတ်တော်ကသတင်းထုတ်ပြန်ထားပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အရမစစ်မှုထမ်းတပ်သားတအူးမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ထံလက်နက်နဲ့အတူအလင်းဝင်တဲ့သတင်းပါရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်မိုးပြဲအခြေစိုက်အကြမ်းဖက်စစ်တပ်ကအရမစစ်မှုထမ်းတပ်သားတအူးလက်နက်အပါယူကာအလင်းဝင်လာခဲ့တယ်လို့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်1001တရင်ထံကသိရပါဗျ။မိုးပြဲမြို့အခြေစိုက်အကြမ်းဖက်စစ်တပ်ခမာရ908တရင်ကမိုးပြဲအခြေစိုက်ခမာရ422ကိုပို့ဆောင်ခံရစဉ် တိုက်ပွဲပြင်းထန်နေတဲ့မတ်လ23ရက်နေ့မှာ MA1 တနက်နဲ့အတူမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်လင်းယုံတပ်ခွဲထံခူလုံခဲ့တာပါ။ကူပြောင်းခူလုံလာတဲ့တပ်သားရဲ့ပြောပြချက်အရမိုးပြဲတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအကြဆုံးများနေတယ်လို့ဆိုပါရယ်။အဲ့ဒီတပ်သားကိုထိုက်တန်တဲ့ဂုံပြုစုငွေပေးခဲ့တဲ့အပြင်ဘေကင်းလုံကျုံနဲ့ထိန်းသိမ်းရေးဌာနကိုလွှဲပြောင်းပေးဖို့စီစဉ်နေတယ်ဆိုတာနဲ့နောက်ထပ်အလင်းဝင်လို့တဲ့တပ်သားတွေကိုအစဉ်အမြဲကြိုဆိုနေတယ်လို့အသိပေးထားပါရယ်။ မိုးပြဲမျိုးကိုပြန်ရဖို့ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်နဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီးမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်1001ကစစ်ရေးလိုအပ်ချက်တွေရှိနေတဲ့အတွက်နိုင်သလောက်ထောက်ပံ့ပေးကြဖို့ကိုလည်းအကူအညီတောင်းခံထားပါတယ်။ထမှန်တင်ဆက်ပေးမယ့်သတင်းကတော့ဖက်စစ်ဒေါ်လန်ရေးနေ့အကြိုဖြစ်စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့မုံရွာနမခကိုဒေါ်လန်ရေးတပ်တွေကရှော့တိုက်ဒုံ၃လုံးပစ်ခတ်တိုက်ခိုက်တဲ့သတင်းပါ။ ဖက်စစ်တော်လှန်ရေးနေ့အကျိုးအဖြစ်စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါနဲ့ MI ဆမ်တင်စစ်ရဟန့်ရင်ရနာကွင်းတို့ကိုဒေါ်လန်ရေးပူပေါင်းအဖွဲ့ကတရားခွန်မမရှော့တိုက်တုံးနဲ့မနေ့ညကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warrior for Myanmar BWM က PPTV ကိုပြောပါတယ်။နမခါဟာအညာဒေသမှာပြည်သူတွေနဲ့ဒေါ်လန်ရေးအင်အားစုကိုဒုက္ခပေးဖို့စစ်ကောင်စီတို့အဓိကကြတဲ့တိုင်းစစ်ဌာနဖြစ်နေပါတယ်။စစ်ကောင်စီရဲ့စီရေးအရာအချက်ချာကြတဲ့နေရာတိုင်းဟာ ျွန်တော်တို့အဖွဲ့ရဲ့ပြစ်မှတ်ဖြစ်တာကြောင့်အခုလိုတိုက်ခိုက်ရခြင်းဖြစ်ပါတယ်။စာကာစာဘက်ရဲ့ထိခိုက်မှုကိုစုံစမ်းနေစေပါလို့ BWM ရဲ့တာဝန်ရှိသူတူဦးကပြောပါတယ်။သကိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့နာမခါနဲ့စစ်ရဟတ်ရင်ရနာခွင်ပြစ်မှတ်နေရနှစ်ခုကိုမတ်လ23ရက်နေ့ည9:43မိနစ်အချိန်မှာ short တိုက်တုံး3လုံးပစ်ခတ်ခဲ့ရာနှလုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တာပါ BWM နဲ့မဟာမိတ်အဖွဲ့များကရန်သူရဲ့ဌာနချုပ်အား ဖက်စစ်တော်လှန်ရေးနှင့်အကျိုးလက်ဆောင် BWM Mission 32အဖြစ်တတ်မှတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအခြေအနေများကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါရယ်။မင်းညာကတိုက်ခိုက်မှုကို Brave Warrior for Myanmar ဦးဆောင်မှုနဲ့ Freedom Revolution for FRF ရန်ကြီးအောင်ပူတလင်း Shero မုံရွာ Democratic Ranger အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရှိရပါရယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရှင်တဝဲဖျားမိုးဝါမှာတက်ဆွဲပြီးခီးသွွားပြည်သူတွေကိုစက်ကြီးကောက်နေတဲ့အကျန်းဖတ်စစ်သားတွေကိုတိုက်ခတ်ရာအကျန်းဖတ်တပ်သားနှစ်ဦးသေဆုံးတဲ့သတင်းပါတနင်္လာနေ့တိုင်းတဝဲခရိုင်တဝဲမြို့နယ်မောင်းမဲရှောင်းကြီးရွာရှင်တဝဲဖျားဝင်မိုးဝါမှာယာယီတက်ဆွဲနေထိုင်ပြီးခီးသွွားပြည်သူတွေကိုစက်ကြီးကောက်ခံနေတဲ့အကျန်းဖတ်စစ်သားတွေကိုမတ်လ22ရက်နေ့ကမွန်းလွဲ3နာရီအချိန်မှာဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဗျူပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPPDF ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား၂ဦးသေဆုံးပြီးတော်လန်ရေးရဲဘော်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို တဝဲအမျိုးသားလူမျိုးရေးတပ်တော် DNLA နဲ့ဒူရကစစ်ကြောင်းဥဆောင်မှုနဲ့ရေဗျူပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPPDF ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးလှုပ်ရှားမှုတွေကို အချိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စည်ရေးအထူးသတိပြုသွားလာနေထိုင်ကြဖို့ YPPDF ကအသိပေးတိုက်တွန်းထားပါတယ်။ဒေါ်လန်ရေးနဲ့စည်ရေးအရှိန်မြင့်တင်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ရက်တီလိုတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်တီတော်တွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူရင်ဝင်ခုလုံပြီးအ мян ဆုံးပူးပေါင်းပေးကြဖို့အသိပေးထုတ်ပြန်ထားပါတယ်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဟောင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုန်းရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအောင်လန်လွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကအကြံပတ်စစ်တပ်ကြောင်ရှုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လန်လွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံပတ်စစ်တပ်ကြောင်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လဘရောင်းတောင်ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33ရာအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချီတက်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုခိုင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ရမပင်မျိုးနယ်ရဲ့နောက်ပြန်မလဲကြီးဒီတော်လှန်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ တော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးသပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကန်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လန်ပြည်သူတွေကနေမည်မငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ် ဒါကတော့မတ်လ24ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။